မလို့နင်ဘာလို့နင်ဘာလို့ဆိုတော့ခမရဘာဖြစ်ရှင်တော်ကြောက်ကောပြန်ကြောက်တဲ့သူနဲ့စကားပြနေလေခမရနဲ့ဘာဆိုင်လို့ဘာဖြစ်ရှင်တော်ဘာဖြစ်ရှင်တော်တော့ခမရနေပါခမရကြောက်စကားပြမဟုတ်ဘူးလေခမရကစကားပြနာမဟုတ်ဘူးလေခမရနဲ့ကြောက်ပြနာမဟုတ်ဘူးတိလားလို့လို့ပါလို့သွားပြောကြောက်ကြောက်ကြောက်ခေါ်လာလေသွားတိုင်လို့ရငါသူ့အိမ်ရှိကိုသွားဖြစ်ရှင်တော်လို့ဖြစ်ရတာမဟုတ်ဘူးအာတရဝင်ယူထားတဲ့ယောက်ျားညီမသွားခေါ်တယ်အလုံးမဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရရှင်ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့ ီမရဲ့ယောက်ျားကသူ့အကိုရဲ့၆လုပ်ငန်းတိုင်းမှာနော်အလုပ်ဝင်လို့တလကို၃သိန်းရတယ်ဒါကိုလာပြင်းကြီးကကျင်သွားဆိုတာ၈သိန်းနိုင်ခဲ့တယ်နော်ဒါကိုအင်ပြန်မလာဘဲနဲ့တငွေချင်းတွေနဲ့ KTV သွားပြီးတော့နော် တောက်စားနေတာလည်းနော်နောက်နေ့ကြဒီအမကသူ့ယောက်ျားကိုအိမ်ပြန်လာဖို့လိုက်ခေါ်ရင်းရနေခုလိုမျိုးပြဿနာတွေဖြစ်ကုန်တာရှင့်အကြောင်းစုံသိအောင်လို့ညီမနဲ့တူတူဒီလိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင့် ီနေ့လေညီမအဖြစ်ပြက်လေးတခုပြောပြမလို့တိလားညီမအိမ်သားညီမနဲ့လာပြီးနေတော့ရန်ကြီးကျက်တတ်တယ်ဗောနော်ညီဟန်ကြီးကျက်တတ်တဲ့အခါကျတော့သူ့အကူအိမ်ဟိုသွားတာသူ့အကူအိမ်ငချောင်းဆိုင်မှာသူကအလောက်လောက်တာ အလောက်လောက်တဲ့အခါကျတလောက်သုံးသိန်းနဲ့အလောက်လောက်တာအလောက်လောက်တာကိုလာပြီးနေရသူကသူဂျင်သွားစော်တယ်ဂျင်သွားစော်တဲ့အခါမှာသူပတ်စံ၈သိန်းလောက်9သိန်းလောက်နိုင်တယ်လို့ဂျင်ဝိုင်းကလူကြီးကပြောတယ်ပြောတဲ့အခါကျတော့ညီမက နိုင်တယ်ဆိုတော့ကိုယ့်အိမ်ကိုပဲပြန်လာမယ်ထင်လို့ပေါ့နော်နိုင်ဒီဖြစ်စီရှုံးဒီဖြစ်စီခါတိုင်းလိုပဲပြန်လာမယ်ထင်လို့ဘောအဲ့အနဲ့သူကဘာဖြစ်လဲဆိုတော့သူ့အကူအိမ်မှာအလုတ်တမနောက်တစ်ယောက်ရှိတယ်သူ့အပြင်အဲ့ကောင်လေးနဲ့သူ့မိမအဲ့အိမ်ခိုင်းတဲ့အလုတ်ရှင်ရဲ့မိမနဲ့မိမရဲ့မောင်နေပါလေပေါ့မောင်နေတော့ပေါ့အဲ့ကောင်လေးနဲ့ KTV ကိုတွားတယ်တဲ့ညီမနဲ့လူနဲ့ရလာမှတစ်နှစ်ကျော်လေးပဲရှိတယ်အနှစ်ကျော်လေးပဲရှိတယ်အကြိုက်ခါနဲ့မှထားပါနှစ်နှစ်ပဲရှိတယ် အဲ့ဒါကိုအခုဘလို့ဖြစ်တော့ဆိုတော့ကြာညီမတို့မရခင်เนี่ยလည်းပြောတယ်ဒီလို KTV တွားတာတော့မဆက်တွားတာတို့ကိုလည်းပြောတယ်ပြောဘူးတယ်မကြိုက်ဘူးမိန်းမတွေရှောက်တာမကြိုက်ဘူးတို့ကအရက်ကိုကြိုက်တယ်အရက်တောက်တယ်တို့လူချင်းညီမညီမအကုန်လုံးလှုပ်ပြီးတယ်ဒါပေမဲ့ဒီနေ့အဲ့လိုမျိုးဖြစ်သွားတယ်ဖြစ်သွားတယ်ဆိုတော့ကိုယ်လည်းဘူးမတိဘာမတိနဲ့ဝင်ရေးတဲ့ comment ဝင်ရေးတဲ့လူတွေအခုညီမပြောချင်တာတို့ညီတို့ရဲ့ညီညီမရောက်တိုင်းညီမပြောချင်တာဒီကောင်းကြီးကဘာမှမဆိုင်မဲနဲ့ သူနဲ့ညီကိုတော်ပါတယ်ဆိုပြီးတော့ तू ကအသေးခံနင်းနေပြီ तू အလောက်တမားတွေဘယ်တော့မှ तू အိမ်မှာလုံးမဲ့လို့မရှိတော့ဘူးလုံးမဲ့လို့မရှိလို့မလို့ညီမကြောက်ကြလောက်ပေးတယ်ပေါ့ကုညီပေးတယ်အဲ့ဒါအောင်မှ तू ဘက်ကိုအရာဆွဲခေါ်တာမိမတွေမပေါင်းတဲ့ကွာဘာဖြစ်တယ်ကွာညာဖြစ်တယ်ကွာနဲ့ဆိုပြီးတော့ तू နားတွင်းထားတာရှိမှာပေါ့ तू ညီတူအဲ့တော့ညီမပြောချင်တာညီမယောက်ျားလည်းညီမပြောချင်တာအဲ့ဒါကိုဒီရှာရှင်ပြီးဒီမသားကောင်ကဝင်ပြောလို့ညီမကဝင်ပြောရတာ သူ့အိမ်ရှိကိုတွားဖြစ်ချင်လို့ဖြစ်ရတာမဟုတ်ဘူးညီမတော့ရဝင်ယူထားတဲ့ယောက်ျားညီမတွားခေါ်တယ်ခေါ်တော့သူမလိုက်ဘူးတဲ့မပေါင်းတော့ဘောနော်သူ့ဘက်ကသူ့ကိုအိုက်နေရတော့ KTV တွားတာအောင်မိမတွေနဲ့ရှုပ်တယ်ဘယ်လိုပြောလို့တဲ့ဟုတ်ရှင်တော့နာမဟုတ်ရှင်မနာနဲ့လေအဲ့တော့ညီမတော့သူ့ဘဲအရက်ပဲရောက်ရောက်ဘယ်နေရာပဲနေနေညီမလေးရှိနေပြီဒီသူ့ကိုစောက်ရှက်လိုက်ပါမှာ ဒီဆောက်ဖောက်ကိုဆောက်ရှက်လိုက်မှာအိုက်ကောင်အိုက်ဆောက်ကောင်နှကောင်လုံးဆောက်ရှက်လိုက်ပါအဲ့ဒါကိုသိစေချင်လို့ပြောပြလာဘာမှဘူးမတိပါမနေနဲ့မပြောနဲ့ဒီမှာညီမလေးတို့သားဖြစ်ရတဲ့လှုပ်ရှားနေရတာတွေ့လားသူရှိလဲလှုပ်ရှားတယ်သူမရှိလဲလှုပ်ရှားတယ်မှာညီမလေးတို့အင်းငားနေအာဘူးမတိပါမတိဝင်းရှာရှင်နေတဲ့လူတွေကိုသိအောင်လို့လာပြီးတော့ရှင်းပြတာလိုက်မော်တင်နေဆိုဆောက်ရှက်ရှင်လို့သင်ပေးတာတွေ့လားတင်ရှင်လုံးလို့သင်တာမဟုတ်သူတို့ဆောက်ခတ်တယ်သူတို့ဆောက်ခတ်တယ်တနေ့မြင်လို့ရှင်ဆောက်ရှက်ရှင်လို့သင်ပေးတာအခုတူဝပြန်မလာဘူးဆိုညီမအယောက်လား လူယူခြင်းတိုင်းကိုသူခုမြင်တိုင်းပြပြမအရောမဟုတ်ဘူးလေမသိရင်ဝင်မပြောကြပါနဲ့လို့ဒီဟောင်လဲလာဆုံးအောင်ထဲအကောင့်နဲ့ဝင်ကြည့်ပြီးမှပြောလူတွေလဲတော့တော်တော်ကိုခတ်တယ်တိလားသူများစောက်ကြောင်းကိုမတိဘဲနဲ့ညင်အောင်နဲ့ပြောတာဘူဟာဒီမှမတိအကြီးတယောက်နေနဲ့ညည့်အိမ်ထောင်ကြီးကိုဖျက်ဆီးတာအခုလိုနှမချင်းကိုရှင်းစာစိတ်မရှိတာမျိုးတော့မလုပ်သင့်ဘူးရှင်အခုညီမလေးကလေနောက်တစ်ခုကြံနေလို့ညီမလေးပြောစရာရှိသေးလို့တိလား အဲ့ဒီသူဘူးလိုမျိုးမဖြစ်ချိန်မှာပေါ့နော်အဲ့ဒီလာပြီးနေရပဲညီမလေးတို့ပတ်စံညီမလေးတို့ညီမလေးရဲ့အိမ်နဲ့ကိုပိုင်အိမ်နဲ့ကိုပိုင်ဝိုင်းနဲ့ပေါ့နော်နှစ်ယောက်အတူတူသုံးဖို့ဆိုပြီးတော့ပတ်စံထပ်သွားอยู่ကြတယ်အဲ့မှာအိမ်ဝိုင်းကအကုန်လုံးအိမ်နဲ့ဝိုင်းနဲ့အကုန်လုံး55တန်းရှိပါတယ်ရှိတာဟုတ်ဒါလည်းညီမတစ်ယောက်တည်းသုံးတာလည်းမဟုတ်ဘူးနှစ်ယောက်အတူတူသုံးတာဒီပတ်စံနှစ်ယောက်အတူတူသုံးတာဖြစ်တဲ့အတွက်အခုအကျွေးဆက်ချိန်တက်ပြီအကျွေးပေးချိန်တက်နေပြီ တန်းနေပြီဆိုတော့ကြတော့ तू ကအဲ့ဒါကိုမပေးကျင်တော့လို့ရှောင်သွားတဲ့ပုံစံမျိုးရှောင်သွားတဲ့ပုံစံမျိုးဆိုညီမလေးသူ့ကိုသွားမိပါတယ်အေးအေးကြောင့်ကိုကြီးနင်းခုလိုရံမဖြစ်ခင်ပေါ့နော်ရံမဖြစ်ခင်အချိန်လေးမှာနင်းငါနဲ့ပြန်လိုက်မှလားဆိုတော့သူ့ဘက်ကဘာမှမပြောတော့ဘူး तू မလိုက်တော့ဆိုတဲ့ပုံစံမျိုးညီမအကျွေးလေးညီမကတယောက်ထဲဆက်ဆိုတဲ့ပုံစံမျိုးနင်းကနင်းရှင်းလိုက်တော့တဲ့ तू ကအဲ့လိုမျိုးပြောတယ်အခု तू ကိုကလည်းမနင်းညာ သူနဲ့တွေ့ဖို့သွားတဲ့အခါကျပထမညီမနဲ့ဝင်ဝင်ချင်းနဲ့တွေ့တယ်သူ့နဲ့ညီမနဲ့ဆွဲလာရုံလာလည်းဖြစ်သေးတယ်ခဏနေတဲ့အခါကျတော့ညီမအပြင်ကိုဖုံးတွက်ထွက်ပြောတော့ဒီဝိုင်းရောက်မှုတွားပြောတော့မှရှိသေးတယ်မိနစ်ပိုင်းလေးပဲရှိသေးတယ်အဲ့အဝင်ထဲမှာတူစီးနေတဲ့ဖက်နဲ့သူ့ညီမဝယ်ပေးထားတဲ့စီးနေတဲ့ဖက်နဲ့ရှိရတဲ့အဲ့အတွင်းထဲမှာမိဖို့ကြောင့်ကနေထွက်လိုက်လို့ရှိရင်အိမ်နာပဲရှိတယ် ိုဘက်တကားဘောက်ကပဲကြော်တော့လားသူတို့ကပဲတလုံးနဲ့တညာနဲ့ပေါင်းကြံတာလားတော့မသိဘူးကြော်လို့တော့မရဘူးသူတို့အိမ်မှာတက်စီယိုးမှာအကုန်လုံးပလင်းခွဲတွေထောင်ထားတာအဲ့ဒါကိုခွတ်ထားတယ်တိလားခွတ်ထားပြီးဘယ်ထွက်တော့မှမသိဘူးတဲ့ညီမလေးကသူနဲ့စကားပြောခွင့်မမပေးတာတိလားအဲ့တော့သူတို့ကအဲ့လိုထိန်းချုပ်တဲ့သူတို့ကအဲ့လိုမျိုးချုပ်ကင်ထားတဲ့ဆိုရင်တော့ကာယကံရှင်ဖြစ်တဲ့သူကရောညီမလေးကိုဘာလို့တိုက်ရိုက်မပြောရအောင်ဘာလို့တိုက်ရိုက်မပြောချင်တော့တာတော့ ညီမလေးစီမှာသူချူစားလို့သူတို့စားလို့တောင်းလို့ဝါတော်လို့ဒီလိုပုံစံမျိုးချိုးတာလားညီမလေးပြောချင်တာအခုညီမလေးကလေးတစ်ဖက်နဲ့ဒုက္ခရောက်နေတယ်အဲ့လိုမျိုးဖြစ်နေတာမှန်တယ်သူ့အိမ်ရှိကိုတော့ညီမတွားခေါ်တယ်ခေါ်တာလဲညီမသူနဲ့တွားပြောစကားပြောဖို့ခေါ်တယ်အဲ့တော့သူ့အိမ်ထဲကိုအိုက်ကသူ့အကိုဝင်ခွဲရပါဦးခုငါ6ဆိုင်ပန်းရှင်ကမဝင်ရပါဘူး ဘောင်းညာကိုပြောတာပေါ့ရဲတိုင်မဲ့ပြုတ်မယ်ဆိုတာညီမကသူတို့စော်ကားခြင်းလို့သွားတာမဟုတ်သူတို့ရန်လှုပ်ခြင်းလို့သွားတာမဟုတ်ဘူးလေညီမနဲ့တက်ဆိုင်တဲ့လူညီမယောက်ျားဝင်ညီမသွားခေါ်တာလေအဲ့ဒါကိုသူတို့ကဖွက်ထားတယ်ပိတ်ထားတယ်ဆိုတော့ဘာတဘောတွေတုံးညီမပြောတာညီမတူးနောက်ကိုလိုက်တော့တိုင်းညီမပစ္စည်းရောချွေတဲ့ပစ္စည်းရောငွေရောအကုန်လုံး330ပါတယ်အဲ့တော့ညီမအဲ့ချိန်တော့သူ့လည်းပြောတယ်ညီမပစ္စည်းတွေပဲညီမကိုပြန်လှုပ်ပေးပါလို့အမျိုးမျိုးနှိပ်စက်ခဲ့တာနှိပ်စက် ပေါင်းနေလဲများနေညီမတီးခံခဲ့တယ်သူ့အိမ်မှာသူ့နောက်မှာလိုက်နေတော့ညီမလေးအကြောက်ခံနေနေခဲ့ရတယ်ဒီနေ့ဒီချိန်ကဒီညီမကိုဘွားကိုရက်တည်တယ်ကိုချောက်ကိုရက်နေရက်ရက်တည်နေတယ်ပေါ့နော်ရက်တည်နေတဲ့အချိန်တိုင်းတာတစ်ခုမှာသူ့ဘာမှညီမလေးကိုထိန်ချုပ်လို့မရတော့ဘူးဟုတ်တယ်နော်ဒီအမကအရန်တနာဖို့ကောင်းတယ်နော်ခလေးတစ်ဖက်နဲ့နော်သူ့ယောက်ျားကလူစိတ်မရှိဘူးနော်ဆန်ရှိတော့ကကြတူတူတုံးပြီးတော့เนาะအခုအကျွေးဆက်ရမယ့်အချိန်လည်းရောက်တော့เนาะရှောင်ပြေးချင်နေတာเนาะ အကျွေးလဲမဆက်ကူချင်ဘူးเนาะ तू ကအကျွေးဆက်ဖို့ပြောလိုက်တဲ့အချိန်မှာเนาะအင်ကိုပြန်မလာတော့ဘူးနှစ်ပတ်နေကိစ္စရှင်းဆိုပြီးတော့ပြောလိုက်တာเนาะသူ့မိန်းမကကလေးငယ်လေးတစ်ဖက်နဲ့เนาะယောက်ျားကြီးတယောက်ဖြစ်ပြီးအရှက်မရှိလောက်ရဲတယ်เนาะ ဒါကြောင့်မလို့เนาะအမျိုးသမီးငယ်လေးအနေနဲ့လည်းเนาะလူရွေးမမမိကြပါစေနဲ့เนาะယောက်ျားယူပြီးတွားပြီးဆိုရင်เนาะဒီယောက်ျားမကောင်းရင်ကိုယ်ပဲခံရမှာเนาะရှေ့လူကြီးတွေပြောသလိုမျိုးเนาะလင်းဆိုးမရတဖာဖာဒါကြောင့်မလို့ကိုကအိမ်တော်ဘက်ယူမယ်ဆိုရင်เนาะတေချာကယူတဲ့ site လေးယူတင်တယ်เนาะ review လေးကြည့်ပြီးတော့ဘဟုတုတနဲ့သင်ခန်းစာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင့်ညီမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင့်နောက် view လေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင့်